ရော်နယ်ဒိုရဘူးပေမဲ့မက်ဆီလုံးဝမရဘူးသေးတဲ့ရွှေချီဘွားစုပြီးခဲ့တဲ့နှစ်တွေအတွင်းမှာကမ္ဘာဘောလုံးလောကကိုလွှမ်းမိုးမှုအရှိဆုံးကစားသမားကိုပြပါဆိုရင်မက်ဆီကလွဲပြီးတခြားကစားသမားမရှိပါဘူး။မက်ဆီယာဒီနှစ်ပေါင်း20ကာလအတွင်းမှာဘောလုံးနဲ့ပတ်သက်ပြီးရနိုင်သမျှအောင်မြင်မှုစုဖလားမျိုးစုံသိမ်းပိုက်ထားတာဖြစ်ပါတယ်။ကမ္ဘာဖလားအပါအဝင်ကိုပါအမေရိကဖလားလာလီဂါချန်ပီယံစုရောဘားချန်ပီယံလီစားတဲ့အသင်းလိုက်စုဖလားမျိုးစုံအပြင်ဘောလုံးဒီယောစု၈ချိန်အပါအဝင်မက်ဆီမယာဘူးတည်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့တူးချင်းစုတစ်စိတ်ကမရှိသလောက်လို့ဆိုရမှာပါ။ ဒီလိုဘောလုံးနဲ့ပတ်သက်ပြီးရနိုင်သမျှဆိုအားလုံးဒီပါရထားတဲ့ဂိုကြီးမက်ဆီအနေနဲ့မရဘူးသေးတဲ့ထိတ်တန့်စုတစုရှိနေပါသေးတယ်။အဲဒီစုနာမည်ကတော့ Golden Flu ခေါ်တဲ့ရွှေချီဘွားစုပဲဖြစ်ပါတယ်။ဒီစုကို2003ခုနှစ်ကတည်းကစတင်ကြီးမြင့်ခဲ့တာဖြစ်ပြီးအခုဆိုနှစ်ပေါင်း20ကျော်သက်တမ်းရှိနေပါပြီ။အဲဒီစုကိုမက်ဆီရဲ့အဓိကပြိုင်ပွဲခရစ်စတီယာနိုရော်နယ်ဒိုအပါအဝင်တခြားကမ္ဘာအကောင်းဆုံးကစားသမားတွေတော်တော်များများစုကူးကြဘူးပဲမက်ဆီကတော့ဒီစုကိုတစ်ချိန်တစ်ခါမှမစုကူးဘူးလို့သိရတာပါ။ ကိုရန်ဆူရဲ့ထူကြချက်ကတော့ချီးမြှင့်ခံရတဲ့ကစားသမားတွေအားလုံးဟာအသက်28နှစ်ထက်ရှိရမယ်ဆိုပြီးသတ်မှတ်ထားတာပါဒီစုကိုပေးရချီးမြှင့်ရတဲ့ရည်ရချက်ကတော့အသက်ကြီးပေမဲ့ခြေစွမ်းမကျသွားပဲထိတ်တန့်အစ်မပဲရှိနေတဲ့အည်သွေးမြတ်တက်ကြီးကစားသမားတွေကိုအတိမတ်ပြုပေးဖို့ဖြစ်တယ်လို့ဆိုပါတယ်ကမ္ဘာပေါ်လုံးလောကမှာလူငယ်ကစားသမားတွေကိုပဲအတိမတ်ပြုချီးမြှင့်ကြတဲ့စုတွေကပေါများနေတာဖြစ်ပြီးအသက်ကြီးကစားသမားတွေကိုအတိမတ်ပြုတဲ့စုကမရှိသလောက်ဖြစ်နေတာပါဒီစုပေးရတဲ့ရည်ရချက်ကကောင်းမွန်တယ်လို့ဒီကိုရက်ဖူအဝါစုကိုရရှိခဲ့ကြတဲ့ကစားသမားတွေရာလေ တကယ်ထိတ်တန့် World Class ကံတဝင်ကစားသမားကြီးတွေကပဲရရှိခဲ့တာပါဒီစုကိုပထမဆုံးရရှိခဲ့တဲ့ကစားသမားကတော့နာမည်ကြီးအီတလီကံတဝင်တိုက်စင်မှု Roberto Baggio ပဲဖြစ်ပါတယ် ီတလီတိုက်စစ်မိုးဘက်ကီယိုတယောက်ဒီစုကိုရရှိခဲ့ချိန်မှာအသက်36နှစ်အရွယ်ရှိနေပြီဖြစ်ပြီးသူရဲ့ဒီအချိန်ကကစားနေတဲ့စီးရီးယားကလပ်ဘရာစီယာအသင်းအတွက်တရားဒီမှာ29တွင်းယူပင်နိုင်ခဲ့တာကြောင့်ဂိုရန်ဖူစုကိုရရှိခဲ့တာလို့သိရတာပါဒီစုကိုရရှိခဲ့တဲ့နောက်ထပ်နာမည်ကျော်ကစားသမားတွေကတော့နာမည်ကြီးချက်ကွင်းလေလူနာဘတ်ဘရာဇီးကန်နဝင်ကစားသမားရော်နယ်ဒီညိုစလာတန်အီဘရာဟီမိုဗေရိုင်ယက်ဂစ်တိုလိုထိပ်တန်းကစားသမားတွေဖြစ်ပါတယ်ဒီစုကိုနောက်ဆုံးရရှိထားတာကတော့ဘာစီလိုနာအသင်းကအသက်35နှစ်အရွယ်တိုက်စစ်မှုလီဝင်ဒေါစကီပါ ဒီမတိုင်ခင်မှာတော့လီဗာပူးအသင်းရဲ့တိုက်စစ်မှုမိုဟာမက်ဆာလာလည်းစုခူးခဲ့တာဖြစ်ပါတယ်။ဒီစုကိုခရစ်စတီယာနိုရိုနယ်ဒိုဟာလည်း2020ခုနှစ်ဂျူပီတာအသင်းမှာရှိနေစဉ်ကရရှိပူတာပါ။ဒီစုကိုရွေးချယ်တဲ့ပုံစံကတော့ဘလွန်ဒီယော်လိုမျိုးတပုံစံနဲ့နိုင်ငံတကာဘောလုံးကြတဲ့ list တွေကိုယ်တိုင်မဲပေးရွေးချယ်တာဖြစ်ပါလေ။ဘလွန်ဒီယော်ရှေ့ဘောလုံးစုနဲ့မတူညီတဲ့အချက်တစ်ခုကတော့ဒီစုကိုတစ်ချိန်ရဘူးတဲ့ကစားသမားတွေကိုထပ်မံရွေးချယ်ခြင်းမရှိတာပါ။ဒီစုကိုရရှိတဲ့ကစားသမားကိုချီးမြှင့်တဲ့ပုံစံကတော့စူပေးပွဲအခမ်းအနားမှာရွှေရောင်ခြေပွားစုပေးရချီးမြှင့်တယ်လို့ ဆူရရှိတဲ့ကစားသမားတွေရဲ့ချီအားကိုလည်းပြည်သိနိုင်ငံမိုနာကိုမြို့မှာရှိတဲ့အထိမ်းအမှတ်လျှောက်လမ်းမှာအမှတ်တရထားလာပေးတာပါမက်ဆီကဂရမ်မိုင်းစုကိုမရရှိဘူးပေမဲ့လည်းအသက်38နှစ်မှာကမ္ဘာဖလားကိုပါအမေရိကဖလားနှလုံးတို့ကိုဇက်တိုက်စုခူထားတာမို့အနာဂတ်မှာရွှေချီဘွားစုပြည့်ရဲ့ချီမြှင့်ခြင်းခံရမလားဆိုတာစောင့်ကြည့်သွားရပါမယ်